ရှက်စရာစူပါစတာအကယ်ဒမီအတွက်ပိုစတာရိုက်တဲ့နေရာရိုက်ပေးပါအားရဆိုတော့ရိုက်ပေးပြစ်တာပါကျွန်တော်အဲ့လိုမျိုးတွေဝါသနာမပါဘူးလေမပါတော့သူတို့ပြောညီမအဲ့လိုမျိုးရက်ပေးရလားဆိုရတယ်တဲ့အဲ့လိုမျိုးရက်ပေးုံပဲတဲ့ကလေးတွေသူကသူကလိုက်မယ်တဲ့ဆိုအဲ့ဒါဆိုလေလုတ်ပေါ့ဒီရောစီအရွယ်နေဘလော့ဒီအစ်စ်ပြေနေပြီလေပြေပါဦးတို့တို့ပါပဲဒီကောင်လည်းတကယ်ပြောတာပါသူ့အချိုးလေးတွေလည်းပြင်စေခြင်းပါတယ် ပါဘူးအဲ့ဒါဒီလိုပါဟို show like ကမာဂရီယန်ညီမကနေပြီးတော့ပြိုင်ပွဲဝင်နေတယ်တဲ့ကိုညိုရဲ TikTok လေးတပုတ်စီလောက်ရိုက်ပေးပါလားတဲ့ဆိုတော့ရည်ပေးမယ်လေလို့တခုလဲရှေ့ကျွန်တော်ကဟိုကတာကုန်တာတွေအဲ့လိုမျိုးသချင်းဆိုတာတွေတော့မလုပ်တတ်ဘူးเนาะလို့ကျွန်တော်အဲ့လိုမျိုးတွေဝါသနာမပါဘူးလေမပါတော့သူတို့ပြောညီမအဲ့လိုမျိုးရက်ပေးရလားဆိုရတယ်တဲ့အဲ့လိုမျိုးရက်ပေးရုံပဲတဲ့ကလေးတွေသူကသူကလိုက်မယ်တဲ့ဆိုတော့အဲ့ဒါဆိုလဲလုပ်ပေါ့ဒီတိုင်းရက်ပေးရပရိသတ်ဖန်ရတောက်တယ်เนาะသူကကြိုက်ပရိသတ်ဆိုပြီးတော့เนาะရှက်စရာ ဒါကတော့ဘယ်လိုပြောပိုစတာရိုက်တဲ့နေရအဲဒီစူပါစတာအကယ်ဒမီအတွက်ပိုစတာရိုက်တဲ့နေရအဲ့ဒါလေးရိုက်ရိုက်ပေးပါတဲ့ဆိုတော့ရိုက်ပေးပြစ်တာပါအကုန်လုံးပျော်စရာဖြစ်တယ်ဆိုလို့ရှိရင်လည်းဝမ်းသာပါတယ်ဒီဘယ်နေရာဘလို့ဒီအစင်ပြနေပြီလေပြေးပါဦးဒီလိုဒီလိုပါပဲပြေးတယ်လည်းမဟုတ်ဘူးပြေးရံဖြစ်တာမှမဟုတ်တာဒီလိုပါပဲဟိုဒီကောင်လည်းတကယ်ပြောတာပါသူ့အချိုးလေးတွေလည်းပြင်စေခြင်းပါတယ် မှနေပြီလားမသိဘူးကျွန်တော်နဲ့မတွေ့ဘူးကျွန်တော်အဲ့လိုမျိုးသူတို့နဲ့လည်းမတွေ့ဖြစ်ပါဘူးတိုင်ပွဲမှာဂျုံတယ် item နဲ့ပတ်သက်လို့သူစ조사အားထုတ်မှုကိုအတိမတ်ပြုတယ်ဒါတော့ပါတက်တော့ကကျွန်တော်သုံးတာတော့သုံးပြစ်မှာပါဒါပေမဲ့ဟိုအခုမှလေးလာတုံးပါအာတက်တော့လည်းနည်းနည်းရေနော်ကိုမသုံးတတ်တာကျွန်တော်ဘာဘာသုံးမှမသိတာ TikTok ကိုဘာတော့မှမသိတာအဲ့ဒါကိုအခုမှလေ့လာနေတော့စောင့်ရဆိုတော့ကျွန်တော်နားမလဲဘာဘာဘယ်ဟောင်းစောင့်ရပြောတာလဲပေါ့နော်ဟို TikTok ကိုဘလို့သုံးရမှန်းဘာသုံးရမှန်းကျွန်တော်တကယ်တကယ်ရိုးသားသွားပဲမသိတာဒီလားအခုမှအများဖွင့်ပေးထားတဲ့အကောင့်နဲ့ကျွန်တော်နည်းနည်းဟိုကြီးကြီးကြီးကြည့်တော့မှရှိသေးတယ်တခုရှိရင်ကျွန်တော်သဘောကျတာလေးတခုကတော့ပေါ့နော်အဲ့လိုနည်းနည်း react တွေမှာတော့နည်းနည်းသဘောကျတယ် react တွေကကျွန်တော်တို့ဘယ်လိုပြောမလဲ Instagram တို့နောက်တော့ဟို Twitter X တို့လိုပါတော့လိုပဲပေါ့နော် react ကရွေးချယ်ခွင့်မရှိဘူး react က only love ပဲအဲ့ဒါလေးတခုတော့သဘောကျတယ်ကြိုက်ကြိုက်မကြိုက်ကြိုက် love ပဲ love ပဲအဲ့ဒီတခုတော့ကြိုက်တယ်စိတ်ဆိုးစိတ်ဆိုးလဲ love ပဲလောင်ရည်ခြင်းလဲ love ပဲမရဘူးအဲ့ဒါအဲ့ဒီတခုတော့ရွေးချယ်ခွင့်မပေးထားတာကိုကြိုက်တယ်လောကမှာညံပြင်းတဲ့တပည့်ဆိုတော့မရှိဘူး မိမိကိုကိုကောင်းအောင်ကြိုးစားမိမိကိုကိုကောင်းဝိတ္ထုကလည်းကောင်းထားပြီးသားဝိတ္ထုပါဒါရိုက်တာကလည်းအထူးပြောစရာမလိုပါဘူးကိုဝင်းလင်ထွက်ဆိုတာဘလိုလူမျိုးလဲဆိုတာဘလိုဒရိုက်တာမျိုးလဲဆိုတာအလုံးသိကြတော့ဆိုတော့ဒီကားလည်းအောင်မြင်မယ်လို့ယုံကြည်ပါတယ်ဒီကဒါဟိုဥကြောကအောင်ပြန်ရိုက်ထားတာမဟုတ်ဘူးလေဆရာကြီးဥကြောကဒီဆရာကြီးဝတ္ထုရဲ့နာမည်ကိုပဲယူထားပြီးတော့ဒီကမှတကယ်ဆရာကြီးဝတ္ထုကိုယူထားတာ ဆိုတော့ဒါကတော့ဆရာကြီးရဲ့ပြိသက်တွေရဲ့အားပါပါလာတာပေါ့ရုတ်တရက်နာမည်ဖတ်လိုက်ရင်တော့ရုတ်တရက်အဲ့လိုထင်စရာပဲကျွန်တော်ကိုယ်တိုင်လည်းကတော့ဝဲပေးပွဲသတင်းတက်လာတော့အဲ့လိုထင်ခဲ့ဘူးတာပဲနောက်တော့မှသတင်းတွေဖတ်ကြည့်တော့မဟုတ်ဘူးဒါဟိုဝတ္ထုကိုအခုမှပြန်ရိုက်မှာဆိုတာမျိုးဖတ်လိုက်ရတယ်ဟုတ်ပါရဲ့ဝတ္ထုအတိုင်းကြည်ဝင်ရမယ်ဆိုတာဝတ္ထုဖတ်ပြီးတော့ဟိုရုပ်ရှင်ကြောင်းလို့ရှိလို့ရှိရင်ပြိသက်တချို့စိုးရင်စိတ်ရှိတယ်လေအဲ့လိုစိုးရင်စိတ်မျိုးမရှိနိုင်တော့ဘူး ဒီလိုဇာကားမျိုးကဒါတနစ်မှာတစ်ကြိမ်အောင်ရှာရှာပပထွက်ခဲပါတယ်ဒီလိုမျိုးအဖြူစိမ်းနဲ့ဆရာဒီဆရာမတွေအကြောင်းအကုန်ပြုတ်ပြီးတော့နော်သူတို့ရဲ့ကိုစားပြုတ်ပြီးတော့ရိုက်တဲ့ကားမျိုးဆိုတာကတနစ်မှာတကားတော်မှာပဲထွက်ခဲပါတယ်ဒီလိုမျိုးဒါကြည့်ခွင့်ရလို့ကြည့်ရတယ်ပေါ့လေ